ိတ်နေတဲ့အချိန်မှာလူကတော့ထကျင်တယ်ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကကျွန်တော်လှုပ်ရှားလို့မရတဲ့အခြေအနေမျိုးကျွန်တော် blue sea ခံရနေတဲ့အခြေအနေမျိုးဖြစ်ပေါ်ပါသလားအကယ်၍ဒီလိုမျိုး blue sea ခံနေရတဲ့လူတယောက်ကိုကျွန်တော်သွားပြီးတော့လှုပ်နှိုးလိုက်ရဆိုရင်ဒီလူအတွက်ကျွန်တော်ကျမကြီးထိခိုက်မှုရှိသလားအတန်အလျင်ရှိနေသလားဗောနော်ပြီးတော့ blue sea ခံရတဲ့ဒီလိုမျိုးအခြေအနေကိုဖြစ်စေတဲ့အကြောင်းရင်းတွေ ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်လာရဲဆိုရင်မကြာခဏဖြစ်လာရဲဆိုရင်ဘောနော်ကျွန်တော်ဘယ်လိုမျိုးဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာလဲဗောနော်နောက်ဆုံးဒီလိုမျိုးအဖြစ်ကိုကျွန်တော်ရှော့ချပေးနိုင်တဲ့နီလန်းတွေကပါယူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ TV တွေမှာအသေးစိတ်ပြောရတော့မယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ဒီ blue sea ခံရတာကိုကျွန်တော်တို့ဒီစီးပညာမှာတော့ကျွန်တော် sleep paralysis လို့ခေါ်ပါတယ်ကျွန်တော် paralysis ဆိုတဲ့သဘောကဗောနော် တို့ခန္ဓာကိုယ်ကလှုပ်မရတာကျွန်တော်ကြက်သားတွေအလုံးမလှုပ်တော့တဲ့အခြေအနေကိုခေါ်တာပါ sleep paralysis ကြတော့သူကဒီအုံနောက်နဲ့ခန္ဓာကိုယ်ကဟန်ချက်မရတဲ့အခြေအနေမှာဖြစ်တာပါကျွန်တော်အိမ်နေတဲ့အချိန်မှာဆိုရင်ကျွန်တော် REM stage rapid eye movement stage နဲ့ NREM stage non rapid eye movement stage လို့ခေါ်တယ်ကျွန်တော်ဒီလိုမျိုးအိတ်တဲ့အဆင့်2မျိုးရှိတာပေါ့နော် IM stage မှာဆိုရင်ကျွန်တော်က aim map တက်တာပေါ့နော်အဲ့လိုမျိုး aim map တက်တဲ့အချိန်မှာခန္ဓာကိုယ်ကကျွန်တော်ရှောက်ပြီးတော့လှုပ်ရှားပြီးတော့ပေါ့နော်ဒီလိုမျိုးထိခိုက်မှုတွေမဖြစ်အောင်လို့ကျွန်တော်အုံနောက်ကနေပြီးတော့ဒီ ခန္ဓာကိုယ်ကိုလှုပ်လို့မရအောင်သူကထိန်းထားတာပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော် NIM stage မှာဒီလိုမျိုးအုံနောက်ကတားဆီးထားတာကိုသူကဖြေလျှော့ပေးလိုက်ပါတယ်ဒါပေမဲ့ blue sea ခံရတဲ့လူတွေမှာဆိုရင်ကျွန်တော်အုံနောက်နေပြီးတော့ဒီလိုမျိုးခန္ဓာကိုယ်မလှုပ်ရှားအောင်ထိန်းချုပ်ထားတဲ့စနစ်ကကျွန်တော်သူကဖြေလျှော့သွားဖို့မိသွားပါပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်အုံနောက်ကသူကအဲနှိုးကြပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကြတော့ကျွန်တော်အဲအဲ့နေတဲ့အခြေအနေဖြစ်စီတာပေါ့နော်ခန္ဓာကိုယ်ကလှုပ်လို့မရတာပြီးတော့ကျွန်တော်အတန်မထွက်နိုင်တာပြီးတော့ကျွန်တော်မြင်အောင်မြင်သွားလိုက်ဖြစ်လာပြီးတော့ကျွန်တော် အဲဘေးနဲ့မှမကောင်းဆိုးဝါးတွေများကတ်နေသလားဆိုပြီးတော့ကျွန်တော်အဲအဲ့လိုမျိုးထင်ရတဲ့အခြေအနေမျိုးပေါ့နော်ပြီးတော့ကျွန်တော်အသက်ရှူမွန်းကျက်လာတွေပြီးတော့အရန်ကိုထိတ်လန့်ခြောက်ခြားနေပြီးတော့နိုးလာတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်ပြင်ပန်းနွမ်းနေတဲ့အခြေအနေတွေဒီလိုမျိုးအဖြစ်ပြကျွန်တော်ဘလူးစီးခံရတဲ့အကြာချိန်ကတော့အဲ second ပိုင်းနေပြီးတော့မိနစ်ပိုင်းအထိကြာရှည်နေပါတယ်ဒီတော့ဒါတွေဖြစ်စီတဲ့ကျွန်တော်အကြောင်းရင်းတွေကဘာတွေလဲပေါ့နော်တနည်းအားဖြင့်ကျွန်တော်ဘလိုလူတွေမှာပို့ပြီးတော့အဖြစ်များရလဲပေါ့နော်ပထမဆုံးတော့ကျွန်တော်ဒီအိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ် မအိတ်ခင်မှာကျွန်တော်ဒီဖုန်းတွေအလွန်ကျွန်သုံးတာလို့ပြီးတော့ကျွန်တော်အဲအိတ်တဲ့ခါမှာဆိုရင်လည်းကျွန်တော်ဒီမီးအလင်းရောင်နဲ့ထွန်းပြီးတော့ အိတ်တာပေါ့နော်ကျွန်တော်မီးပိတ်ပြီးတော့အိတ်တာမဟုတ်ဘဲနဲ့မီးအလင်းရောင်ထွန်းပြီးတော့အိတ်တဲ့တွေပြီးတော့ပက်လက်အနေထားနဲ့အိတ်တဲ့တွေပေါ့နော်အဲ့ဒါလိုမျိုးလူတွေမှာဆိုရင်ကျွန်တော်ဘလူးစင်းခံရတဲ့ကျွန်တော်ဖြစ်နိုင်ခြေကပိုပြီးတော့များနိုင်ပါတယ်နောက်တစ်ခါတော့ကျွန်တော်ဒီငငယ်တုန်းကကျွန်တော်စိတ်တန်ရာတွေစိတ်ထိခက်တန်ရာတွေဖြစ်မှုတွေပြီးတော့ကျွန်တော်စိတ်ဖိစီးမှုတွေများတဲ့နေရာလူတွေစိတ်ကြနိုင်တဲ့လူတွေ အဲ့လိုမျိုးလူတွေမှာလည်းဆိုရင်လည်းကျွန်တော်တို့ဒီ blue sea ခံရနိုင်ခြေကပို့ပြီးတော့များပါတယ်ခင်ဗျာကျွန်တော်တို့အလုံးမှာ stress ဖြစ်တာပဲဖြစ်ဖြစ်အကြောင်းကြောင်းသားလေးဆိုရင်လည်းကျွန်တော်တို့ဒီဆံမွေးနှိလာတဲ့အခါမှာဆိုရင်ကျွန်တော် stress ပြီးနေတဲ့အခြေအနေမျိုးကျွန်တော်ဖိအားအရန်များနေတဲ့အခြေအနေမျိုးမှာဆိုရင် blue sea တာကြုံနိုင်ခြေပို့ပြီးတော့များပါတယ်ခင်ဗျာအကယ်၍အဲ့လိုမျိုးဖြစ်လာရဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးတုံ့ပြန်လို့ရရလဲပေါ့နော်ကျွန်တော်ပထမဆုံးလက်ခံထားမှာတော့ဒါအဲဒါဘာဘာဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဒီမကောင်းဆိုးကကတ်တာပါညာအဲ့လိုဖြစ်တာရတဲ့ကြောင့်မဟုတ်ပါဘူးအဲအကြောင်းလို့ကျွန်တော်အရန်ခြောက်ချပြီးတော့မိမိက အသက်များဆုံးရှုံးသွားနိုင်မလားအသက်ရှူကျက်ပြီးတော့တည်များတည်တော်နိုင်မလားဆိုပြီးတော့အဲမစိုးရင်ပါနဲ့ကျွန်တော်စိတ်အေးထားပါပြီးတော့အချိန်မှာကျွန်တော်မျက်လုံးကိုကျွန်တော်လှုပ်နိုင်တဲ့လှုပ်ပါပေါ့နော်ပြီးတော့ခြေချောင်းလက်ချောင်းတွေဆိုရင်လည်းကျွန်တော်ဖိဖိချင်းအဲကျွန်တော်လှုပ်နိုင်တဲ့လှုပ်ပါမနော်အဲကျွန်တော်ခဏနေကြရင်မိနစ်ပိုင်းအတွင်းမှာကျွန်တော်ဒီ blue sea တာပြီးတော့မှာပါအဲ့ဒီအချိန်မှာမိမိကတတိပြန်လဲလာမှာဖြစ်ပါတယ်တချို့လူရမေးကြပါနော်အဲ့လိုမျိုး blue sea ခံနေရတဲ့သူကိုအဲကျွန်တော်သွားပြီးတော့စကားပြောတာလို့ကျွန်တော်ဒီအဲအဲထိပြီးတော့လှုပ်တာလို့အဲနိုးတာလို့ လုပ်လို့ရသလားဗောနော်အဲ့လိုလုပ်ရင်အတက်အနေရှိနေသလားဗောနော်အဖေကတော့ကျွန်တော်အန်ဒီမရှိပါဘူးကျွန်တော်အကေဝေးတငယ်ချင်းဒါမှမဟုတ်ရင်အင်အားလူတယောက်ကကျွန်တော်ဘလူးစီးခံနေရလို့ထင်နေဆိုရင်အဲကျွန်တော်သူ့အအတာလေးခေါ်ပြီးတော့နိုးလို့ရပါတယ်ပြီးတော့ကျွန်တော်တတရရာနဲ့အဲထိတွေ့ပြီးတော့ကျွန်တော်နိုးလို့ရပါတယ်ခင်ဗျာကျွန်တော်ချင်းချင်းနန်းနန်းနိုးတာတော့မလုပ်သင့်ဘူးနော်အဲဘာလို့ဆိုရင်လူကအရန်ခြောက်ချပြီးတော့ကျွန်တော်ကြောက်တာမှဆိုလို့ပါဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒီ blue sea နိုင်ခြေကိုကျွန်တော်အဖြေလျှော့ဖို့အတွက်ကျွန်တော်နီလန်းကောင်းနေရပါလေပေါ့နော်ကျွန်တော်ပထမအဆုံးကတော့ကျွန်တော်ဒီ ိတ်တဲ့ကျွန်တော်စီးဖတ်ခြင်းကိုကျွန်တော်ပြင်ရမှာပေါ့နော်ကျွန်တော်အိတ်ချိန်နဲ့ထချိန်ကိုပုံမှန်တက်မှတ်ထားပါမယ်ပြီးတော့ကျွန်တော်အိတ်တဲ့ချိန်မှာဆိုရင်လည်းဒီအလင်းရအောင်မိန်တဲ့ချိန်ဒါမှမဟုတ်မီးပိတ်ပြီးတော့အိမ်ရင်ပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ကျွန်တော်ပတ်လက်အနေထားနဲ့အိတ်ရတဲ့ဆိုင်ကျွန်တော်ဘေးတစောင်းနဲ့အိတ်တာပြီးတော့ကျွန်တော်အခန်းမှာဆိုရင်လည်းပေါ့နော်ကျွန်တော်လေဝင်တွေထပ်ကောင်းတဲ့အခန်းဒါမှမဟုတ်ရင်ကျွန်တော် air con ဖွင့်မယ်ဆိုရင်လည်း air con ကလေတွေကျွန်တော်ကောင်းကောင်းလေးတိုက်ဖို့အဲအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် အခန်းထဲမှာအောက်ဆီဂျင်နည်းနေတဲ့အချိန်မှာဆိုရင်ကျွန်တော်ဘလူးစီးခံရနိုင်ခြေကပိုပြီးတော့များပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ရဲ့ဒီ safe physics မှုတွေကို short ချအောင်လုပ်တာပါအဲကျွန်တော်တရားထိုင်တာလို့ပြောကျွန်တော်မအိတ်ခင်မှာ relax ဖြစ်စေတဲ့ကျွန်တော်ဒီတခြင်းတွေနားထောင်တာစသဖြင့်လုပ်လို့ရပါတယ်ခင်ဗျာပြီးတော့ဒီမအိတ်ခင်မှာဆိုရင်ကျွန်တော်ဒီ phone တွေ computer တွေကိုအလွန်ညှိုးကြည့်ရတွေကိုကျွန်တော်ရှောင်ကြဉ်ရပါမယ်ဒီဟာတွေလုပ်ပြီးတော့မှမိမိကဘလူးစီးတာခဏခဏဖြစ်တယ်အဲနောက်ဆုံးကျွန်တော်အိတ်ရဝင်ရမှာကိုကြောက်လာတဲ့အချိန်တွေအထိဖြစ်သွားတယ်ဆိုရင် ဟိုဆရာဝန်နဲ့တွားပြီးတော့ဆွေးနွေးတိုင်ပင်တင်ပါတယ်ခင်ဗျာဒီတော့ blue sea ခံနေရတာကကျွန်တော်တို့မကောင်းဆိုးပါးအကြောင်းလို့မဟုတ်ပါဘူးအဲမိမိခန္ဓာကိုယ်ကပင်ပန်းနွမ်းနေရဆိုတာခန္ဓာကိုယ်နေပြီးတော့တတိပေးတဲ့ကျွန်တော်တို့အဲအချက်ကလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့မိမိကဒီ blue sea ခံရတာကိုတွေ့ကြုံဖို့ရဆိုရင် comment မှာလာချမ်းဆိုတဲ့ဒီ emoji လေးကိုမှတ်ခဲ့ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ